ကျောင်းတော်ကရန်စားနေတဲ့သူဓမ္မမျိုးမှာဟရီဆန်ကိုဘောင်းချဆုံးမဲ့ဆိုရင်ဦးလူတိုင်းလူတိုင်းကတော့ကျောင်းတော်မှာရန်စားနေရှိခဲ့ကြဘူးလို့ကျောင်းတော်မှာအသေးနေ꽌ခဲ့ကြဘူးမှာပါကျောင်းတော်နဲ့ပတ်သက်လို့အမှတ်တရတွေကတော့တယောက်ချင်းစီတိုင်းမှာရှိထားခဲ့ကြမှာဖြစ်ပြီးအစောပိုင်းရန်စားတွေဟာထင်းခွေမကြုံရင်ခက်ကြုံဆိုလို့တကွဲကွဲတော့အရင်ဆိုင်သွားရအောင်မှာဖြစ်ပါရင်အဲ့လိုကျောင်းတော်မှာရန်စားတွေရှိခဲ့ကြတဲ့လူသားတွေထဲမှာလီယန်ဟရီဆန်ဆိုတဲ့ fighter တယောက်လည်းပါဝင်ပါရင်လီယန်ဟရီဆန်ဆိုတာအချိန်ကတော့မွေတိုင်းချန်ပီယံတယောက်ဖြစ်ပြီး6000နဲ့အမြင့်ကြီးတိတ်ပြီးမထီးခဲ့တဲ့ fighter တယောက်ပါ ။ဘာကြောင့်အဲစကားကိုသုံးလုံးခဲ့တာလဲဆိုရင်မွေတိုင်းမှာချန်ပီယံဖြစ်ပြီးတဲ့နောက်မိမရွာလက်ဝဲကိုအထင်အသေးအမြင်သေးတဲ့စကားလုံးတွေသုံးလုံးခဲ့မှုတဲ့အတွက်ပဲဖြစ်ပါတယ်။မွေတိုင်းချန်ပီယံတယောက်ဖြစ်လာတာနဲ့ရွာရလက်ဝဲကိုမစော်ကားသိမှုလို့ဆိုရမှာဖြစ်ပြီးမွေတိုင်းမှာလည်းမွေတိုင်းအားသာချက်ရှိတယ်လို့ရွာရမှာလည်းရွာအားသာချက်ဆိုတာရှိပြီးသားလို့ပဲဆိုချင်ပါတယ်။လူတိုင်းမှာသူ့အားသာချက်နဲ့သူရှိတယ်လို့သူ့အားနဲ့ချက်နဲ့သူလည်းရှိတာခဲ့ကြတာပါ။ရွာရမှာလည်းအားသာချက်ဆိုတာရှိတယ်လို့အားနဲ့ချက်ဆိုတာလည်းရှိပါတယ်။ ဒါပေမဲ့တစ်ဖက်ဆောင်းနေစော်သားတိုက်ခိုက်တဲ့စကလုံးတင်နဲ့တုံတုံသွားခဲ့တာကတော့သဘာဝမကျဘူးလို့သာပြောလိုက်ချင်ပြီးလီယန်ဟာရီဆန်ရဲ့ရိုးရာလက်ဝေးကိုစော်ကားခဲ့တဲ့ရန်စားတွေဟာမြန်မာပြည်သက်တွေချားမှာတော့နာကျင်စရာတွေဖြစ်လာခဲ့ရပါတယ်။ရိုးရာလက်ဝေးဟာမြန်မာရဲ့အာဂစာနီတစ်ခုဖြစ်တဲ့အတွက်မြန်မာအာဂစာနီတစ်ခုကိုစော်ကားတာဟာမြန်မာပြည်သက်တွေကိုပါစော်ကားလိုက်တာနဲ့အတူတူပဲဖြစ်ပါတယ်။လီယာဟာရီဆင်ရဲ့ရိုးရာကိုစော်ကားတဲ့စကားကိုဒေဝါတယောက်ပြန်လည်ခြေပါတဲ့အနေနဲ့အမွေထိုင်းကိုလည်းခနဲ့တဲ့စကားလုံးနေနဲ့ပြန်လည်ပြောကြားခဲ့တဲ့အချိန်မှာထိုင်းဆိုရကဒေဝါကိုရာသက်ပံပြည်ဝင်ခွင့်မှာပြိမ့်ပင်သွားခဲ့တာပါ ရိုးရလဝိကိုစော်ကားတာနဲ့မြန်မာပြည်သက်တွေကိုစော်ကားသလိုဖြစ်သွားလို့လားဆိုပြီးမေကွန်ထုတ်လာမဲ့လူတွေအတွက်ထိုင်းနိုင်ငံအစိုးရကဂျေဝါကိုဘယ်လိုလုံသွားခဲ့တယ်လဲဆိုတာကိုသာကြီးလိုက်လို့ပဲပြောချင်ပါတယ်။ဂျေဝါကမြန်မာလက်ဝိကိုကမ္ဘာအဆင့်မြင့်ထက်မှာပို့ပြီးသိစေခဲ့တဲ့သူဆိုရင်ဟာရီဆန်ကလည်းမွေထိုင်းကိုပရိုမိုရှင်းဆင်းခဲ့တယ်လို့ဆိုရပါပါ။မွေထိုင်းထိုးတက်ဝါကလည်းအတော်ရင့်နေပြီးသူ့ရဲ့ဘဝကိုဒီအကစားပေါ်မှာနှိမ့်ယုတ်ထားခဲ့သူလည်းဖြစ်ပါရင်အရေးစင်အောင်ဒေဝရင်2019ခုနှစ်တုန်းကမွေထိုင်းနဲ့ရွာလက်ဝဲဘေယာပူကောင်းလဲဆိုတဲ့ကိစ္စနဲ့ပြဿနာဖြစ်ခဲ့မှုပါရင် အရင်စင်ကရွေးရလဲဝင်အောင်မွေထိုင်းထက်ပိုကောင်းတယ်လို့ထင်တဲ့သူတွေကအယူတွေပဲဆိုပြီးတော့ပြောဆိုခဲ့သလိုဒေဝကလည်းလွယ်တဲ့အချင်းရွေးရလဲဝင်စီမင်းအောင်မှာသူနဲ့လားထိုးကြည့်ဆိုပြီးပြန်လဲစင်ခေါ်ထားခဲ့တာပါအဲ့ဒီအချင်းကဒေဝရင်စင်ခေါ်မှုကိုဝေတန်းအကြောင်းပြပြီးဟရင်စင်ဟာအကွက်တွေရှည်သွားခဲ့တဲ့အတွက်ဝေတန်းငယ်တဲ့ဆိုလေးဦးနဲ့ထိုးမလားဆိုပြီးထပ်မံစင်ခေါ်ခဲ့ပါသေးတယ်အဲ့လိုနဲ့ကျောင်းတော်ကရန်စားတွေရှိခဲ့ဘူးတဲ့ထိတိုက်တွေးဆုံခဲ့ခြင်းမရှိတဲ့ဆိုလေးဦးနဲ့ဟရင်စင်တို့ဟာလာမယ့်ဩဂတ်စ်လ10ရက်နေ့မှာတော့အမေရိကန်နိုင်ငံကော်လိုရာဒိုပြည်နယ်ဂျမ်မာမြို့မှာကျင်းပမယ့် Y173 မှာရင်ဆိုင်လို့ရှင်ပြိုင်သွားတော့မှာဖြစ်ပါတယ် မြန်မာပြည်သက်တွေကဆိုလင်းဦးနဲ့ဟာရီဆင်တို့ရဲ့ပွဲကိုမြင်တွေ့ခြင်းနေကြတာကြားပါပြီ။ဘာကြောင့်လဲဆိုတော့ခုနကပြောခဲ့တဲ့ကျောင်းတော်ကရန်စားတွေကြောင်းဖြစ်ပြီးထိန်းခွေမကြုံခဲ့ပေမဲ့ရေခက်မှာတော့ကြုံခဲ့ရပြီဖြစ်ပါတယ်။ဒီပွဲကကမ္ဘာအဆင့်ပြိုင်ပွဲမှာအလဲထိုးနိုင်ရင်ဘောနဲ့အမေရိကန်ဒေါ်လာ9000အထိရယူသွားနိုင်ခဲ့တဲ့ပွဲစဉ်မျိုးဖြစ်ပြီးဗစရဲရောက်နေတဲ့ထမင်းတို့ကတော့ဘယ်သူမှပုတ်ချနိုင်မှာမဟုတ်ပါဘူး။အဲဒါကြောင့်တမ်ပလီဆိုလင်းဦးနဲ့ဘောနဲ့ရဖို့တင်ကြတဲ့လောက်ရှိနေတဲ့ပွဲမျိုးမှာရေထက်မှာအောင်ပဲဝိတ်ပေါ်လို့ထိုးကြည့်ခွဲရတာမျိုးမဖြစ်ရလေအောင်ဂယူဆိုင်ဖို့တော့လိုအပ်နေပါတယ်။ ဝမ်ကကာတာလိုအမေရိကလိုမျိုးနေရာမျိုးတွေမှာကစားရင်အောင်လာအန်ဆန်ကိုပဲထည့်သွင်းလို့ရှိပေမဲ့လက်ရှိမှာတော့အောင်လာမရတော့ပါဘူးသူလည်းတပွဲထက်ကစားပြီးရင်နားတော့မှာပါဒါကြောင့်ဆွန်လင်းဦးကအမေရိကသွားခင်အခွင့်အရေးရလာခဲ့တယ်လို့ထင်မိပါတယ်အဲ့လိုရရှိလာတဲ့အခွင့်အရေးကိုလည်းဆွန်လင်းဦးအနေနဲ့အမေအယဖမ်းဆုပ်ပြဖို့လိုအပ်တယ်လို့ဆိုလိုက်ချင်းပြီးဒီဘက်ကဆွန်လင်းဦးအတွက်ရောမြန်မာပြည်သက်တွေအတွက်ပါတစ်ချက်ကုန်နှစ်ချက်ပြည့်မဲ့ပွဲဖြစ်ပြီးဘောနယ်လည်းရရှိသွားနိုင်တယ်လို့ရိုးရကိုအထင်သေးတဲ့လီယန်ဟာရီစင်ကိုလည်းဘောင်းချဆုပ်ပြီးသားဖြစ်မဲ့ပွဲဖြစ်တယ်လို့ပဲဆိုလိုက်ပါရစေ။